ပြင်ပြည်သားများခင်ဗျာဒီနေ့ဆွေးနွေးကြတော့ကျွန်တော်ဖိတ်ခေါ်ထားသူကတော့မင်တမ်းမြို့နယ်ပြည်သူ့အချွေးခွဲပြုတ်ခွဲပုဂ္ဂိုလ်ဆလန်ယောမန်ဖြစ်ပါရဲ့ဗျဆွေးနွေးမဲ့အကြောင်းအရာကတော့ဒီဖလန်းမြို့သေးတက်ပွဲပွားပြီပေါ့နော်လက်ရှိဈေးနိုင်ငံရေးအခြေအနေဆွေးနွေးတော့ဖြစ်ပါရဲ့ဗျဟုတ်မင်္ဂလာပါကိုယောမန်โอเคမင်္ဂလာပါကိုထင်အောင်ကြမင်္ဂလာပါခင်ဗျာโอเคဆိုတော့ဖလန်းမြို့သေးတက်ပွဲပေါ့နော်ကျွန်တော်တို့၅လတိတိကြရခင်ဗျာကိုယနေ့ပြီးခဲ့တဲ့ကိုယ့်ရဲ့၅လပေါ့နော်၅လကြာသေးခဲ့ရတာပေါ့နော်ဆိုတော့ဒီတက်ပွဲရဲ့ထုတ်ပြန်ချက်တော့တွေ့ရတာပေါ့နော် တော်အဲ့ဒီတိုက်ပွဲအကြောင်းပြပြပေးပါဦးအာဖလမ်ကကျွန်တော်တို့တကယ်ဆိုရင်ကျွန်တော်တို့တော့နည်းနည်းဆော်ပြီးစပါတယ်ဘယ်လိုပေါ့နော်ဒါပေမဲ့ November 9ရက်နေ့မှာတော့တကယ် officially news release လုပ်တာပေါ့နော်သတင်းတရားဝင်ထုတ်ပြန်တယ် so November 9ရက်နေ့2024ရက်နေ့စပြီးမှတောက်လျှောက်ပေါ့နော်ဟိုအတိအကတော့သူတို့ကဟိုဟိုစစ်ကောင်စီကလည်းပုံပြီးမ ်နံပါတ်1ချက်ကတော့တကယ် ERO ကြီးကြီးမားမားတွေမပါတာပေါ့လေအဲ့လိုဆိုတော့အဲ့ဒါတွေမှာအခက်ခဲနေနေရှိတယ်အဲပြီးတော့မှလိုပြောမယ်စစ်ကောင်စီကလည်းဒါအရေးပါတဲ့မြို့ဖြစ်တဲ့အတွက်ကြောင့်ဘိုးမှာတဲတဲမဲမဲခုခံနေပေါ့နော်အဲ့လိုမျိုးဆိုတဲ့အတွက်ကြောင့်ဘိုးကြာသွားတဲ့ဘိုးခက်ခဲတဲ့ခြေနေမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့လည်းမင်းတက်မြို့သိမ့်တဲ့ပွဲ PP ချင်းပဲချင်းကြီးတော်နေပေါ့နော်ကျွန်တော်တပ်တိုင်နဲ့စစ်စင်းကြီးတွေပေါ်ကြတာအောင်ဆိုတော့မင်းတက်မြို့သိမ့်တဲ့ပွဲပြီးတာနဲ့ပဲကျွန်တော်တို့စစ်ကူတီထွက်တယ် ပြီးတော့မှပဲကျွန်တော်ချင်းချင်းတောင်နေပေါ့နော်မင်းတက်တို့ကမ်ပလက်တို့တခြားဖွဲ့နေတဲ့ထပ်ပြီးမှလုံးနေပေါ့လေဆိုတော့ဒီကတော့ဒီစစ်ကောင်စီကအာ ERO ကြီးကြီးဒီမပါတော့အဲဒီစီရေးစီမံဘုံအပိုင်းမှာနည်းနည်းအတွေ့အကြုံနည်းနေသေးတာတွေရှိတာပေါ့နော် chain of command နေအားနေသေးတာတစ်ပိုင်းပြီးတော့စစ်ကောင်စီကလည်းပဲဒီဘယ်လိုပြောမလဲလေကြောင်းတက်ခတ်မှုကအချိန်တထောင်ကျော်တာဟုတ်ဆိုတော့အဲ့ဒီအချိန်တထောင်ကျော်လေကြောင်းတက်ခတ်မှုကတစ်ပိုင်းပြီးတော့ဒီ MI17 နဲ့ရှစ်ချိန်လောက်ချတယ် လူတွေကဥမာတစ်ခါ၈ကြိမ်လောက်ချတစ်ကြိမ်ချရင်15ရောက်ရောက်20ဝန်းကျင်စင်လောက်ပေါ့နော်အဲ့လိုမျိုးအဲ၈ကြိမ်လောက်ချရဆိုတော့အဲ့ဒီအဲ့လိုတတ်မခုန်ခုန်ငါရောအဲခလာရ89အောင်စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေချချမှာလူတွေချပြီးချပြီးမှမျိုးကရခါဆဲဆဲမှာနောက်ထပ်လူချတော့အဲ့ဒါနဲ့တန်လုံပန်းရအဲ့ဒါနဲ့အစင်ကြီးလုံးပြန်တင်းလို့မဲဆဲဆဲမှာနောက်ထပ်လူပြန်ချအဲ့ဒါပြီးတော့မှတိုက်လေနေတောက်လျှောက်ဟိုလေကြောင့်ဖီအားပေး ဆိုတာမျိုးတွေပေါ့လေဆိုတော့ကျွန်တော်တို့ရဲ့အတွေ့အကြုံကောင်းကောင်းလေးဒီလေးနှစ်သားပေါ့နော်ချင်းချင်းတော်မှာပဲဦးစီးတဲ့အပိုင်းကြောင့်ရောစစ်ကောင်စီကဒီလိုလေးချောင်းကနေလေးချောင်းစစ်ကူနဲ့အယောက်မြားကျော်လူနှစ်ယောက်မြားဝင့်ကျင်လူချတာရောပြီးတော့မှလေးချောင်းတိုက်ခိုက်မှုအခြေတွေထောင်ကျော်တိုက်ခိုက်တာရောပေါ့နော်အဲ့ဒါတွေအကုန်လုံးပေါင်းသွားတဲ့အတွက်ကြောင့်ဟိုနည်းနည်းကြာသွားတာပေါ့နော်ပိုခက်ခဲသွားတာပေါ့လေအဲ့လိုမျိုးပါဟုတ်ပါပြီအခုတော့ငါလား ကြာလဲစီမပေးနိုင်ဘူးပေါ့နော်ဟုတ်ကဲ့ငါလာချုပ်လာပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ security ဘက်ဆက်လုပ်အောင်ပေါ့ PD ပဲလဲတကွဲရှိတယ်လို့ကျွန်တော်ကြားတယ်ဟုတ်တာဟိုပါပေါ့ဗျာနော် plan ပေါ့ကျွန်တော် meta ချင်းနေလဲမေးချင်းလို့ဗျာတကယ်တော့ meta အိုချွေးချင်းနေမေးမလို့ဘယ်လိုလုပ်နေကြလဲဆိုတော့မနေ့က meta ကိုလဲအဲ့ဒီ plan ပေးတဲ့အခါ meta နဲ့ PD ပဲသူတို့ဘူးထားကြဲတယ်ပြောတယ်ဗျာဘယ်လိုရှိလဲအဲ့ဒါဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့အာဒီကတော့ဟိုဘယ်လိုပြောမလဲ အဲဒီလိုမျိုးသူတို့ရဲ့အလွန်တရာစည်ရေမဟာပြူဟာရအရေးပါတဲ့နေရာဒီချင်းချင်းတော့လက်ထဲကြောက်သွားတာရောဟောပြီးတော့မှလည်းအဲ့လိုမျိုးပေါ့နော်ဆိုတော့အရှိန်ရန်ရတဲ့သဘောမျိုးပေါ့အတိကတော့သူတို့ကအပြစ်မရှိတဲ့ခြေရွာတွေမှာပုံကျဲတာပေါ့လေအဲ့လိုမျိုးပါဆိုတော့ဒေဆုံးတဲ့လူ6ဦးရှိတယ်ဒီခရစ်ယာန်တရားဟောဆရာပါစတာတူရှစ်လသားရွယ်ကလေးလေးတူပြီးတော့မှ9နှစ်သားရွယ်လူငယ်သူကမိသားစုတစုလုံးပဲအ အပြီးတော့မှ past အဲ့လိုမျိုးအဖိုးရဲ့အဖွားရဲ့ဒီမတန်ဆွန့်ဖြစ်တဲ့လူငယ်တဦးရဲ့ကလေးလေးတဦးရဲ့အကုန်လုံးတမိသားစုဝင်နေပဲပြီးတော့မှ pastor တဦးကတော့တခြားအဲ့ဒီမိသားစုမဟုတ်တဲ့လူပေါ့နော်ဆိုတော့မိသားစုဝင်9ဦးနဲ့ pastor တဦးနဲ့6ဦးပေါ့တရားရိုက်လို့လည်းများတယ်ဒီကတော့ပုံးလာကျဲတယ်ကျဲတဲ့ချိန်မှာပုံးကျဲတဲ့ချိန်မှာအိမ်မီးလောင်တယ်အခုကနွေရာသီဆိုတော့အိမ်မီးလောင်လွယ်တယ်လေနော်မီးလောင်လွယ်တော့အကုန်လုံးကလည်းပုံးကျဲထားတော့ပြေးကြထွားကြပုံးကြခိုးကြဆိုပထမချိန် နှုံးကထိခိုက်တယ်လို့မရှိဘူးဒါပေမဲ့အိမ်မီးလောင်သွားတော့အကုန်လုံးကဝိုင်းဝန်းမိမှမီးငိမ့်ကြတာပေါ့အဲ့လိုမီးငိမ့်တဲ့ချိန်မှာနောက်တစ်ချိန်ပြန်လာကျဲတာအဲဒုတိယချိန်ကျဲတာမှာဒီဆုံးတာ6ဦးတန်ရာရတာက9ဦးလောက်အကြီးကျယ်တယ်လို့ပြန်ရပြင်းထန်တာ3ဦးလောက်ရှိတယ်အဲ့မှာအဲ့လိုနေအိမ်ကြီးပေါ့နော်10လုံးလောက်ပျက်စီးတယ်ဖျားချောင်းတစ်ချောင်းနဲ့တော်တော်လေးပျက်စီးသွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တာပေါ့ဟုတ်ဟုတ်ဒီလိုပဲလဲကျဲတယ်လို့ကြားရတယ် ဟုတ်တယ်ဒီနေ့ပဲလဲကျဲတယ်ကျောင်းဆင်းတာဟုတ်ပြဟုတ်ဆိုဒီကမင်းဒါကျွန်တော်တို့ဒီဇင်ဘာဆိုတော့ဖေဖော်ဝါရီမတ်နှစ်လကျော်လာပြီနော်ဟိုချွေဘယ်လိုခက်ဘယ်လိုစိတ်ခုံမှုတွေရှိလဲပြအခုရေတွေမီးတွေလမ်းတွေပြင်လာတော့ကျွန်တော်တွေ့တယ်ဘယ်လိုများနှိမ့်ချုပ်ပေါ့ပြပြပြောအဓိကတော့ကျွန်တော်တို့ဒီမိုင်းနေပြန်ရှင်းရတာနည်းနည်းအခက်ခဲများတဲ့အချိန်ကုန်နေပေါ့နော် အချိန်ကြီးမှမိုင်းနေပြန်ရှင်းရတယ်။ရေတွေကတော့မြို့ပေါ်မှာနေတဲ့အိမ်တွေကိုအနေနဲ့အများတော်တော်များများလေးတော့ပြန်ပေးနိုင်ပြီ။မြို့ပေါ်မှာလည်းလူတွေအများကြီးလည်းပြန်မနေသေးဘူး။မင်းတပ်မြို့ကတောနဲ့တောင်နဲ့နည်းနည်းရှိတယ်ဆိုတော့တချို့ကကျတော့ဒီစိန်ဆိုင်ကြီး6ထက်ရတယ်ပေါ့နော်။အဲ့ဒါနဲ့ကိုယ့်ကိုယ်သွေတဲ့အိမ်ကြီးအဲ့လိုမျိုးတွေရှိတာပေါ့ဆိုတော့မြို့ပေါ်မှာတော့နည်းနည်းများတော့ရေပြန်ရတဲ့အခြေအနေတွေရှိတယ်။အဲ့ဒီမိုင်းရှင်းလေးရတယ်ရေတော့ရနေပြီ။မင်းကတော့လက်စင်မီးရတော့မပေးနိုင်ဘူး။ဘာလို့လဲဆိုတော့ဒီမြို့တိုင်းတိုင်ပွဲမတိုင်ခင်ကလေးကပဲဟိုအောက်ပြော်ရာဒီ ကျွန်တော်မဟာတအားလိုက်အကုန်လုံးပြတ်သွားတာပေါ့နော်အဲ့လိုမျိုးတွေဆိုတော့အဲ့ဒါတွေကြောင်းလဲပါတယ်ပြီးတော့ဒီမြို့သိမ်းတိုက်ပွဲမှာပျက်စီးသွားတဲ့ဒီမိတိုင်တွေကမိကျိုးတွေကပေါ့နော်အဲ့ဒါမျိုးတွေကြောင်းအဲ့ဒါမျိုးတွေလဲပါတယ်ပေါ့နော်ဆိုတော့မိရတော့မပေးနိုင်သေးဘူးရေရတော့ရပြီလက်နေရှင်းနိုင်ရပြီမြို့ပေါ်မှာတစတစတော့လူတွေနေလာပြီဒါပေမဲ့လေကျောင်းနေပါရှိတော့လူတွေအများကြီးမနေရဘူးပေါ့နော်ဟိုသူတို့က မြို့ကမင်းတပ်မြို့ကဒီဒေါ်ဒေတောင်ပြေအလေမှာရှိတာဆိုတော့မြို့မှာတပတ်မှတရက်နေသွားနေမယ်ပြီးတော့မှတနေ့ချင်းတောင်ရမှာပဲဝတ်ဦးလုပ်မယ်တောင်ရလုပ်မယ်မြို့မှာတရက်နေသွားနေမယ်ပြီးရင်အဲ့လိုတော့မှာပဲဒီမယ်ဆိုတော့မြို့တွေပဲများတယ်ဆိုတော့အဲ့လိုမျိုးအဲ့ကျွန်တော်ဟိုဟာရောကြောင်းအခုဆရာဖြည့်ပြီးတော့ကြောင်းနေတော့ပိတ်ပြီးတယ်ကြောင်းပညာရေးလိုကြာမရေးရောဘယ်လိုဝန်ဆောင်မှုလုပ်ပေးနေအာပဲစေယုံတော့မရမ်းမှုပေါ့စေယုံမရမ်းမှုဒါပေမဲ့လည်းအဲ့လိုစေပေးခန့်နေတဲ့အဲ့လိုမျိုး စေကူတဲ့နေရာတွေရှိပါတယ်အဲ့လိုမျိုးကြမ်းပိုင်ဆောင်ရှောင်းမှုတော့မြို့ပေါ်မှာလည်းပေးနေတယ်ပေါ့နော်အဲ့ဒီစေယုံတော့မရမ်းဘူးအဲ့လိုမျိုးပြီးတော့မှကြောင်းနေရတာကျတော့ဟိုမြို့သိမ်းပြီးတဲ့ချိန်မှာကျတော့နေဒီမှာပဲကြောင်းတက်နေကြတော့လေပြီးတော့ကျွန်တော်မြို့သိမ်းတိုက်ပွဲရှိတော့ကြောင်းတော်တော်များများပိတ်ထားလိုက်တယ်ကြောင်းမဖွင့်တော့ဘူးပေါ့နော်ဆိုတော့မြို့သိမ်းတိုက်ပွဲလည်းအပြီးအကုန်လုံးကြောင်းနေပြန်တင်နေကြတယ်ဆိုတော့သူတို့ကတကယ်စာတင်တဲ့အလဲမှာရောက်နေတော့ပေါ့နော်ဘယ်လိုမျိုးမပြည့်ပြတ်နိုင်သေးတာပေါ့နောက် 2025-26စာသင်နှစ်ပြန်စမယ့်အချိန်ပေါ့နော်အဲ့လိုချိန်ဆိုရင်တော့အဲ့လိုမျိုးပေါ့တချို့အခြေအနေတွေစောင့်ကြည့်ပြီးမှပေါ့နော်ပညာရေးဝန်ဆောင်မှုလည်းပြန်ပေးနိုင်ဖို့ရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အခုချေးချင်းနေပေါ့နော်တော့အခုအခုဆိုကျွန်တော်တို့မင်းတက်ဖလန်ဒီဘက်ကံပဲလဲရပြီအမတူပြီးလဲရလာပြီးကျင်တွေးပေါ့ဗျာ ဟုတ်ကဲ့ဆိုတော့ကျွန်တော်မေးချင်တာဒီချင်းနဲ့ကြော်ပြီးတခြားအချိန်တွေပဲဗျာနော်ဆိုတော့ဒီ9ရက်မှာပဲ9ရက်နေမှာပဲကျွန်တော်တို့ဟိုဖဲဆိုရင်အခုက9လကြာတယ်ဗောနော်ဟိုဘက်မှာကျွန်တော်တို့10လလောက်ကြာတယ်ပြောတယ်ဒီဟုတ်ကဲ့ indoor indoor သိလိုက်တာလေအဲ့ဒါလည်းတယ်လေဆိုလိုက်ကြာပြီနောက်ဆုံးကြတော့အဲ့ဂျပန်လှိုင်းကူလာကျွန်တော်တမောက်အခုဆိုတမောက်မှုကဖွင့်ပြရပေါ့ဗျာဆိုတော့အဲ့ဒါကျွန်တော်တို့တော်တော်လေးအားရစရာကောင်းနေပြီဟိုဘယ်လိုမြင်လဲအာ ဘူးပြောမလဲဒီမှာ PDF ဒီအပါဝင်တဲ့အဖွဲ့တွေကြည့်မယ်ဆိုလဲ PDF ဒီတခြား LPDF တွေကိုတော်တော်များများအဖွဲ့တော်တော်များများပူးပေါင်းပါဝင်ကြတာတွေ့ရတယ်ပေါ့နော်အဲအဲ့ဒါပြီးမှပဲအဲပူးပေါင်းပါဝင်တဲ့အဖွဲ့တွေကြည့်ချင်းအဖြစ်ဒီ PDF ဒီကအင်အားပိုများတယ်အဖွဲ့တွေမှာပေါ့နော် KIA တို့ APSDF တို့လည်းပါတယ်ကြားမိပါတယ်ဒါပေမဲ့လည်းအခုလိုမျိုးလေးနှစ်သားအဖွဲ့တွေတော်တော်များတဲ့လူတွေကဒီ Wagen ERO ရဲ့ဥဆောင်မှုနဲ့တူတယ်ပေါ့နော်အခုလိုမျိုး တိမ့်ပိုက်လာနိုင်တယ်ဆိုတာကအရန်ကုန်ယူစရာကောင်းတယ်ပေါ့နော်။ဟိုတော်လန်ကြီးအတွက်မျောလင့်ချက်တွေအများကြီးရှိစေတယ်ပေါ့။ဒီလိုမျိုးတမမှုတွေဖမ်းမိနိုင်တယ်။ဒီလိုမျိုးရှင်းရှင်းပြောရရင်စစ်ပွဲအနိုင်ရတာတပိုင်းပေါ့နော်။တပိုင်းလိုမျိုးပဲခူးမျိုးမှာအဲ့လိုမျိုးပဲခူးမက်ဆာကာပဲပြောပေါ့နော်။ပဲခူးလူတပ်ပွဲကြီးလိုမျိုးပြည်သူတွေပေါ်ရက်ဆက်တပ်ဖြတ်ခဲ့တဲ့လူတွေကိုကျွန်တော်တို့ဖမ်းမိနိုင်တယ်။တရားဥပဒေရှေ့မှောက်ကိုရောက်ရောက်ပြန် ပေါ့နော် trial ပေါ့နော်တရားဥပဒေနဲ့ကြံချင်းဆိုင်စီပြီးမှထိုက်တဲ့အပြစ်တန်နဲ့အရေးယူပေးမယ့်ဟာမျိုးတွေပြန်လုပ်လိုက်နေဆိုတာကပြည်သူတွေဒေါ်လာရေးပေါ်မျောလင်းချက်တီကောပြီးတော့မှအခုလိုမျိုးဒါဒီတယောက်ပဲရှိတယ်အခုဆိုတက်မတစ်တစ်နှစ်နှစ်သုံးသုံးလေးလေးအကုန်လုံးကြည့်ပါဖန်ခံလူနဲ့ ဟိုဒေတဲ့လူနဲ့ထွက်ပြေးတဲ့လူနဲ့ခြေရဖြုတ်တဲ့လူနဲ့တယောက်နှစ်ယောက်သားလေးအကောင်းအလို့ပြောပြမလဲရာထူးချထားခံရတဲ့ဂျူနီမျိုးလေကျန်တဲ့တော်တော်များများကအဖမ်းခါရနဲ့ဒေတာနဲ့ထွက်ပြေးတာနဲ့ပဲဖျို့ဖျဲဖြစ်နေတာပဲဟိုတက်မာတွေပေါ့နော်ဆိုတော့ဒီအပုတက်တီကိုကြည့်ချင်းအဖြစ်လဲဟိုတဖြည်းဖြည်းပဲဟိုပြောပြမလဲစစ်ကောင်စီရဲ့ခြေနေကဟိုတဖြည်းဖြည်းပူလာတဲ့ကျွန်တော်တို့အများသုံးသုံးနေကြတဲ့ဒီရွေးနှင်းအိုးထေးကဖပြုတ်လို့ပေါ့နော် ရေးရ ွေရင်နှ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 ွေရင်ဆိုတဲ့ခါကျတော့အချိန်မီမယုံထွက်တဲ့နေလူတွေကတော့ဒီလိုမျိုးပါသွားမှာပဲကျွန်တော်ဒီမှာလက်လိုပဲမြို့သိမ့်ပြီးတော့တချို့ရဲရဲတွေပေါ့နော်တက်တီဆိုတဲ့ဒေသခံတွေပါပါတယ်မသိမ့်နိုင်ဘူးထင်လို့ဒါမှမဟုတ်တာငါတို့ကနိုင်ငံကြီးမနဲ့မပတ်သက်ဘူးငါတို့ကအစိုးရရန်နေရမှာပဲလေပတ်နေတာဆိုတာမျိုးပေါ့လေမဟုတ်ဘူးဒါကဘာဒီနဲ့မဆိုင်ဘူးဟိုရှင်းရှင်းပြောနိုင်ငံကြီးနဲ့တော့မဆိုင်ဘူးမတရားမှုနဲ့တရားမှုနဲ့ဆိုင်တာ ဟိုဘယ်လိုပြောမလဲလိပ်တာလုံတာမလုံနဲ့ဆိုင်တာဟိုမတရားကောက်ကျစ်ဟိုဘယ်လိုပြောမလဲလက်နဲ့အာကိုအနိုင်ကျလူကျုံမာနဲ့ယူသားတဲ့ဘယ်လိုပြောမလဲကို့ဘဝကိုအေးချမ်းချမ်းနေချင်တဲ့ပြည်သူတွေနဲ့ဆိုင်တာဒါကိုငါတို့ကပါတီနိုင်ငံကြီးပါကြီးဆိုပြီးမှဟိုလိုလိုနေလို့မရဘူးဆိုတဲ့ဟာမျိုးပေါ့လေတဖြည်းဖြည်းတော့ဟိုယုံထွက်ဖို့ယုံထွက်ချင်တဲ့ချိန်ကျတော့စကားအဝိုင်းခံရပြီဟို CDN ဝန်ဖို့နောက်ကျသွားပြီဆိုတာမျိုးတွေတဖြည်းဖြည်းမြင်လာတွေ့လာတယ်ပေါ့နော်။နောက်ကလည်းဒါက ဒီဥမာဒီ PDF တီနဲ့ကို PDF အများစုပါဝင်တဲ့တီအင်အားနဲ့တော့ဒီလိုလုပ်နိုင်တယ်ဆိုတာကတော်တော်လေးဒီ flames နဲ့တားခက်ခဲတယ်တော်တော်လေးကိုခက်ခဲတယ်ခက်ခက်ခက်ခဲကြားတဲ့ကကိုဟိုမဖြစ်ဖြစ်အောင်လုပ်နေတာပေါ့နော်အင်းတော်လည်းလိုပါပဲတကယ်အင်အားလိုရာနဲ့ချီ၄၀၅ပေါ့နော်၆၀၈၀လောက်ရှိတဲ့၅၀ဝန်းကျင်ကျော် ရှိတဲ့ဟာကိုဟိုစစ်စစ်ကောင်စီဆိုဒီမှာလည်းအချင်းတော့မဟုတ်ဘူး ဒီလောက်တိုက်ခိုက်လာတဲ့စီမံခန့်ခွဲမှုကောင်းနေဆိုတာပေါ့နော်တကယ်အောင်ပွဲစဉ်နဲ့ကြတဲ့အင်တော်တိုက်ပွဲဆိုရင်ဒေါ်လာကြီးအဖွဲ့တွေအတွက်ပေါ့နော်အများကြီးကုန်စရာကောင်းတယ်အများကြီးလေးစရာကောင်းတယ်အများကြီးအတက်ညှိနှိုင်းစရာကောင်းတယ်လို့မြင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုအဲ့လိုပဲရော PDA တွေဥဆောင်ပြီးရော PDA အများစုပေါ့ဗျာနော်ဆိုပြီးတိုက်တယ်အဲတိုက်ဟိုဘယ်လိုပေါ့တမမှုအစစ်ထိုင်တဲ့စခန်းပေးတယ်လည်းပြီးအခုတမမှုကဖမ်းလိုက်ပြီဗျာကျွန်တော်ခုနကပကူကဟိုတော့ဖြစ်တဲ့အားတွေရေးယူပါဦး ်ဆိုတော့ကျွန်တော်ပြောချင်တာအဓိကက PDF တွေဥဆောင်ပြီးတိုက်တယ်ဆိုတော့ UNG ပေါ့ဗျာ UNG ကကျွန်တော်တို့အဲ့နံပါတ်တော့ခုဟိုဘက်ဟိုပါလေပီလဘူးတို့ပါလို့သိထားပြီလေအဲ့နံပါတ်ဆိုတော့ကျွန်တော်အရင်ကကျွန်တော်အင်တာဗျူးမှာပြောတယ်ဗျာကိုရောမှတ်လက် UNG ကဒီစကိုင်းအညာဘောနော်အော်ဘေးရှိဖို့လိုတယ်မျိုးတွေသေးပြီးတော့အဲ့မှာအဲ့ကျချဖို့လိုလေကျွန်တော်ပြောအခုပါပြောပြောကြာအင်ယူဂျီဥဆောင်မှုလိုက်အခုနောက်တစ်မျိုးထပ်သေးပြန်ပြီဆိုတော့ဒါဟိုဘယ်လိုခေါ်မလဲအင်ယူဂျီလည်းအများကြီးလိုလာနိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ် ဟုတ်တာပေါ့ဟိုတခါလေးကျတော့ကျွန်တော်လည်းအရင်ကပြောခဲ့တယ်လို့ပြည်သူတွေကစိတ်မရှိဘူးလေဟိုပြည်သူတွေမှမဟုတ်ပါဘူးတကဘာလုံးကဒီ digital online ဒီ streaming ပေါ့နော်ဒီ online network နဲ့ဒီ21ရာစုဒီ social media နဲ့ကြီးပြင်းတဲ့လူတွေအကုန်လုံးမှာကစိတ်မရှိတဲ့ယောဂါတွေအကုန်လုံးကပေါ်လာတာပဲဆိုတော့ ဟိုအခုလောက်ခုရတွေကအကုန်လုံးကလိုချင်နေကြတဲ့ပုံစံပဲနေနော်ဥမာဖြစ်နိုင်မယ်ဆိုရင်ဟိုမင်းအောင်လောက်ကုတ်ကနဲ့ခုပဲဆွဲလာနိုင်တယ်ဆိုရင်ဝတ်မတာမဲ့လို့မရှိဘူးဟိုချက်ချင်းနေချင်းညချင်းအောင်သွားမယ်ဆိုရင်လည်းလက်ကုတ်တိမဲ့တွေတည်းပဲဟိုလက်တွေ့တာမှဖြစ်နေတာတဘာဝတာမှကြတာလေဖြစ်နိုင်မယ်ဆိုရင်တော့တကိုးရှင်တယောက်လိုမျိုးလုံးနဲ့မှဆိုအကုန်လုံးဟိုဝန်တာချိုးဆိုမဲ့လူတွေပဲပေါ့နော်ဆိုတော့အန်ယူဂျီကအပြုတ်ပြင်းပြောင်းလဲမွေးလုံနေတယ်တခါလေကြတော့ဥမာတကယ်ပင်လယ်ကူးသင်းပေါ်ကြီးတီရဲ့ အဲ့လိုဘောနော်ဘယ်လိုပြောမလဲ steering လိုမျိုးပဲလေတကယ်ပင်လယ်ကူတင်ပေါ်ကြီး steering ကိုွေတယ်ကိုွေတယ်ဥမာကားတော့ဆိုင်ကယ်ဆိုတာအခုကိုွေလန်ဒီကိုွေတော့ဒီဖက်တန်ကွင်းဒီဖက်ကွေသွားတယ်လေတကယ်ပင်လယ်ကူတင်ပေါ်ကြီးဆိုတာသူ့မှာတကယ်နိုင်ရှင်စရာနိုင်ရတဲ့ဘော relative လည်းမရှိတော့လေကိုွေတာကိုွေနေတယ်၄၅6ဘတ်9ဘတ်ကိုွေနေလေဒီတင်ပေါ်ကြကိုွေတယ်မထင်ရဘူးဘောနော်ဒါပေမဲ့ now တကယ်အချိန်ကြာမှလုံးဝကိုွေသွားပြီဆိုကြမှာကိုွေတယ်ဆိုတာသိရတယ် ကွေ့နေတော့ဆိုရင်လည်းပဲကွေ့နေတယ်မထင်အောင်ပေါ့နော်ပြုတ်ပြင်ပြောင်းလဲမှုတွေလုံနေတော့လဲပြုတ်ပြင်ပြောင်းလဲမှုတွေလုံနေတယ်မထင်ရဘူးပြုတ်ပြင်ပြောင်းလဲမှုတွေအကုန်လုံးရဲ့ရလက်ကိုပေါ်တာမှအတားလင်း all လူတွေကပြုတ်ပြင်ပြောင်းလဲမှုလုံတာပဲလို့ထင်ကြတာပေါ့လေဆိုတော့အဲအန်ယူဂျီကပြုတ်ပြင်ပြောင်းလဲမှုတွေဘလောက်မြန်မြန်ဆန်ဆန်လုံနေတယ်လဲဒီသူကရလက်ပဲ result ပဲရလက်ကိုမြင်တဲ့ချိန်ကြမှာပဲပြုတ်ပြင်ပြောင်းလဲမှုလုံတယ်လို့လက်ခံကြမှာ သူတွေပြောလဲဘယ်လောက်လုံနေပါတယ်လို့ပြောပြနေလို့ပြနေလဲရလက်မမြတ်တည်း၍ဟိုတကယ်လူထုကအားလုံးအမရဖြစ်အောင်မှာပဲပေါ့နော်တဖက်မှာလည်းပဲကျွန်တော်တို့တချို့ PDF DL PDF ဒီမှာလည်းပဲတခါလေကြတော့လက်နဲ့ရဲ့သဘောတဘာဝအာနာရဲ့သဘောတဘာဝကိုတာယာသွားပြီးမှထင်ရဆိုင်လိုက်တယ်ပြီးတော့မှလူတွေကမေးခွန်းထုတ်လာပြီဆိုရင်ဒါအထက်အမြင့်အရဟိုအထက်ညွန်ကြားချက်အရ ဘာအထက်ကြောင့်ချက်မှမရှိဘူးဘာအထက်မိမှမရှိဘူးဒါပေမဲ့ PB ရောကိုလရုံးတဲ့သဘောမျိုးနဲ့ပေါ့နော်ဖဲချပြီးမှထင်ရဆိုင်တဲ့အဖွဲ့တွေပဲရှိတာပေါ့အဲ့ဒါကြောင့်လည်း NUG နာမည်ပြက်လည်းအများကြီးရှိတာပဲဒါပေမဲ့တစ်ဖက်မှာလည်းပဲ NUG ကတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့နေရာပိုင်းတွေပေါ့နော်ဆက်သွယ်ချိတ်ဆက်မှုခက်ခဲတဲ့တော့လောက်ကောင်ပရိုတိုကောချိတ်ခဲတဲ့တော့လောက်ကောင်အဲ့လိုမျိုးပေါ့နော် procedure ကြတော့လောက်ကောင်ပေါ့နော်ဟို NUG အားနဲ့ချက်တယ်လည်းရှိမှာပေါ့ဒါပေမဲ့ NUG အားနဲ့ချက်တက်တက်တက်မဟုတ်ဘူးဂျာရဲကတော့နဲ့သူခွင့်ကောင်းယူတဲ့ဖွဲ့လည်းရှိမယ် မလို့တက်မကိုင်းတက်လည်းရှိမယ်ဆိုအမျိုးမျိုးဖြစ်မှာပေါ့နော်ဒါပေမဲ့လည်းဘာပဲဖြစ်ဖြစ်အညွန့်ကြီးနေတဲ့အမြဲတမ်းဆန်းဆန်းပြောင်းလဲလာဖို့ပြည်သူလူထုကအရှင်းရှင်းပြောရင်အညွန့်ကြီးဝေဖန်တဲ့လူတွေကစအညွန့်ကြီးအားကောင်းစေချင်တဲ့လူတွေလည်းတဲပါဟိုအညွန့်ကြီးကိုပြည့်စေချင်တဲ့လူတွေလို့တချို့တော့ရှင်းရှင်းမှာပေါ့လေဒါဟိုတတရားအုပ်စုပဲပြောပြောဟိုလိုလိုအရေးခြုံတဲ့လူတွေပဲပြောပြောရှိမှာပါဒါပေမဲ့ဒီသူအများစုဝေဖန်တဲ့လူတွေဒီ အန်ယူဂျီကိုကောင်းစားစေချင်တယ်လို့အင်အားကြီးလာစေချင်တယ်လို့အလုပ်ဖြစ်စေချင်တယ်လို့ဒီတဲ့ထဲပါလို့ကျွန်တော်တို့ဟိုကိုယ်စရာကိုင်းတော့အဲ့လိုလူတွေပါလို့တော့ကျွန်တော်တို့မြင်ပါတယ်ခင်ဗျာ